အားလုံးပဲမင်္ဂလာပါဒါဒီနေ့မှာတော့ကျွန်တော်မနေ့ကဒီဗီဒီယိုလေးတင်ပေးထားရပါတော့ GoPro စက်တင်နဲ့ပတ်သက်ပြီးတော့အဲဒီဗီဒီယိုကြည့်လို့ရှိရင်အားလုံးကသူသူဆိုင်ဖြစ်နေတယ်မဝါနေတာတွေ၄တောင်ဆန်ဆန်ကြီးဖြစ်နေတာတွေပေါ့နော်အဲဒါတသက်ကျွန်တော်လှုပ်ပြီးတင်ပေးလိုက်ကြပါတော့ဒီနေ့ကျမှဗီဒီယိုလေးရိုက်ကောင်ဆိုပြီးတော့ဒီ၄တောင်ဆန်ဆန်ရိုက်ကအကြောင်းရင်းရရှိတယ်အဲ့ဒါပြမယ်တော့တဲ့ကျွန်တော်တို့အဲအရင်ဆုံးပေါ့နော်အဲ့ဒီ GoPro ကနေကျွန်တော်ဗီဒီယိုတွေရိုက်ပြီးသွားပြီပေါ့နော်ဗီဒီယိုရိုက်ပြီးသွားလို့ရှိရင်ဘယ်လိုကူးလဲဆိုတော့ ဒီတိုင်းအင်တာနက်ဟိုလိုမျိုးကျိုးလွန်ကူတာတဲ့ကျွန်တော်တို့ကကျိုးနဲ့ကူတယ်ပေါ့နော်ကျွန်တော်တို့ကတိုက်စီကတော့အဲအဲတော့ကျွန်တော်တို့ GoPro application နဲ့သွားတယ်ပေါ့နော် GoPro Quick ဆိုတဲ့ application ကျိုးနဲ့ကူလိုက်တယ်ကျိုးနဲ့ကူတော့ဘာဖြစ်လို့ဆိုတော့အရင်မြန်နေပြသိရမလားကျိုးလဲကူလိုက်တော့ဗီဒီယိုတွေဒေါင်းတာတွေဒီကျိုးနေပြ wireless mode တော့ကျိုးနေတော့ဘာဖြစ်ပုံမြန်ပြီးသားပဲအဲပြီးလို့ရှိရင်ဒေါင်းနေပေါ့လားကျိုးနေပဲဒေါင်းလိုက်တယ်ပေါ့နော်ပြီးရင်အခုထပ်ပြမယ့်ဟာကကျွန်တော်ဘာလဲဆိုတော့ဒေါင်းပြီးတော့လို့ရှိရင်ဗျာ မနေ့ကဗီဒီယို၄000ဆန်ဆန်ကြီးဖြစ်နေတယ်မလားအဲ့၄000ဆန်ဆန်ကြီးဖြစ်နေတာတွေကိုဘာကြောင့်၄000ဆန်ဆန်ရိုက်ကြတာလဲဆိုတော့ကျွန်တော်တို့ကအခုက Facebook တို့ TikTok တို့ YouTube တို့ဗျာတိရမလားတစ်ခါရဲနှစ်ခါရဲကြာမလို့တော့ဘာလို့နှစ်ခါရဲကြာမလို့ပြီးရင် तू က white angle ဖြစ်နေတော့ဒီတိုင်နေပါလေဆိုကိုကိုကြီးတွေဖြစ်နေတယ်မလားအဲဒီမှာတိုင်နေပါလေဆိုကျွန်တော်ကိုကိုကြီးတွေဖြစ်နေတယ်အဲ့ဒီဟာကိုဘာမှစိတ်ပူကြမလို့အေးဒီမှာဒီ GoPro application နဲ့မှာတည်းအကုန်လုပ်လို့ရတယ်ဗျာ GoPro application နဲ့မှာပဲနိ အင်းဒီမှာကျွန်တော်တို့ဒီရာကိုရွေးလိုက်မယ်ကျွန်တော်တို့က YouTube မှာတင်ဖို့ဆိုရင်16အချိုး9ပေါ့အဲ16အချိုး9ဆိုဒီမှာပြီးရင် white angle ကြီးဖြစ်နေတယ်မလား white ဆိုတာဒီသိမလားကွေးကွေးကြီးဖြစ်နေတယ်ဗျာကွေးကွေးကြီးဖြစ်နေလို့ရှိရင်ဒီထက်မှာပဲပြန်ပြင်လို့ရတယ်အဲအဲ့ဆိုရင်ကျွန်တော်တို့ကပုံမှန်ဖုန်းနဲ့ရိုက်တယ်မဖြစ်သွားဘူးဖုန်းနဲ့ရိုက်တယ်လို့မဖြစ်သွားဘူးပေါ့နော်အဲတစ်ချက်ဟုတ်လားအဲ့ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီလိုမျိုးလေးဒါကသိတယ်မလားတိုင်နေလဲဖြောင်းသွားပြီ အကုန်လုံးအဆင်ပြေသွားပြီပေါ့အမ်တွေ့ရနော်နောက်တစ်ခုကဒီမှာချက်ပြမယ်ဒီ၄000ဆန်ဆန်မရိုက်ထားရင်နော်၄000ဆန်ရိုက်ထားတယ်ကျွန်တော်တို့ဘာလုပ်ကမလဲဒီ lens ဆိုတဲ့အထက်ကိုဝင်မယ်ဒီ fit ဆိုတဲ့ဟာကကျွန်တော်တို့ TikTok မှာတင်ပါလား Facebook မှာတင်ပါလား TikTok မှာ Facebook မှာတင်မယ်ဆိုရင်ဒီမှာကိုချိုးဆက်ချောက်ရွေးလိုက်မယ်ဒီမှာပုံမှန်ဆိုရင်ဒီ yai ကြီးကကောက်ကောက်ကိုကိုကြီးတွေဖြစ်နေတယ်အဲ့တော့ lens မှာ white ဖြစ်နေတယ် white ကိုကျွန်တော်တို့ linear ရွေးလိုက်မယ် linear ဆိုရင်ဒီမှာကြည့်ပြောင်းသွားတယ်လားအမ်ကိုကိုကြီးမဟုတ်ဘဲနဲ့အပြင်မှာမြင်တဲ့အတိုင်း white angle မပါတော့ဘူးအဲဆိုရင်ဒီမှာကျွန်တော်တို့ဗီဒီယိုပလေးမယ်အဲ့လိုမျိုးလေးပုံမှန်လေးဖြစ်သွားမယ်ပေါ့နော်နောက်ပိုင်းမှာ Facebook ကကျွန်တော်တို့ကဟိုအရင်လိုမျိုးဒီတစောင်းမကြိုက်တော့သူက TikTok ကိုပောက်ဖော်ယူအားကြအားကြတဲ့အတွက် TikTok ကတော့အရင်ကျွန်တော်ပြမယ် Facebook က16အချို့6 16အချို့6နဲ့မကြိုက်တော့သူက6အချို့16တည်းပဲဒီမှာတွေ့လားသူဒီမှာ6အချို့16ကိုရွေးခိုင်းတယ်6အချို့16မရွေးတဲ့အတွက်ဒီမှာအဲ့လိုမျိုးလေးပေါ်နေလိမ့်မယ်ဒီမှာကြည့် တို့ဒီဗီဒီယိုတွေမှာဆိုရင်မြင်ရမှာမဟုတ်ဘူးကျွန်တော်ကတို့တို့ကိုချိုး16လေးနဲ့ပဲရွေးထားတာဖြစ်တဲ့အတွက်အကုန်လုံးစိတ်နေပါတော့အဲအကြောင်းမလို့တခါရဲနဲ့အကုန်လုံးပေါ့နော် ပြီးသွားအောင်ကျွန်တော်တို့ကအဲ၄တောင်ဆက်ဆံရေးရိုက်လိုက်တာပေါ့၄တောင်ဆက်ဆံရေးတဲ့ခါမှာ TikTok မှာတင်လား Facebook မှာတင်လား YouTube မှာတင်လားအဲ့ဒီဗီဒီယိုတနေရာထဲမှာအကုန်ပြီးသွားတယ်ပေါ့နော်အဲ့ဒါလေးကိုဒါလာပြောပြတာပေါ့နော်မနေ့ကတော့၄တောင်ဆက်ဆံရေးဆိုတော့ဟာမျက်နှာကြီးကဝါးအနေနဲ့မကြည့်ဘူးလို့ ဆိုပါတော့အဓိကတော့ရည်ရွယ်တာက GoPro ရှိတယ်ဖုန်းကတော့ကျွန်တော် တို့ဗီဒီယိုရိုက်လို့အဆင်မပြေဘူးပြတချို့တွေကဒီက Android ဖုန်းတွေပုံမှန်လေးတွေပဲပေါ့နော်စိုက်ကဲဝါသနာပါတဲ့ကောင်တွေကဖုန်းတွေပါတယ်အဲ့လောက်ကြီးတချို့တွေကမရှိဘူးအဲ့တော့ကျွန်တော်ကဒီ GoPro ရှိနေနဲ့ရိုက်လို့အဆင်ပြေအောင်ပေါ့နော်ကင်မရာဆိုတော့ဗျာကိုဖုန်းကင်မရာတော့အများကြီးတာတယ်ဗျာအဲ့လိုမျိုးလေး၄000ဆန်လေးရိုက်ကြပြီးတင်ပေးလိုက်တာပေါ့နော်အဲ့ဒါဒီနေ့ဗီဒီယိုတွေဗီဒီယိုတွေဘယ်လိုပြင်ရမလဲဆိုတာကိုညီကိုတွေကိုလာပြီးပြပေးတာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်